အကိုဖြစ်တဲ့ချီယာကိုတပုံစံနဲ့နင်းဖို့ခြေလှမ်းပြနေတဲ့ဂျိုးပယ်လင်ကန်ဥရောပဘောလုံးလောကရဲ့ရတတော်အထူးစိတ်ဝင်စားစရာအကောင်းဆုံးလူငယ်ကျယ်ဝင်တစ်ဦးဖြစ်ထင်ပေါ်လာသူကတော့ရီယယ်မက်ဒရစ်ရဲ့ကွင်းလယ်ကျယ်ဝင်ဂျိုးပယ်လင်ကန်ရဲ့ညီငယ်လေးဂျိုးပယ်လင်ကန်ပဲဖြစ်ပါတယ်။ဂျိုးပယ်လင်ကန်ဟာသူ့ရဲ့ကိုဂျူးလိုပဲဂျာမနီရဲ့ထိပ်တန်းကလပ်ဒေါ်မွန်တင်းမှာတဖြည်းဖြည်းနဲ့ထွန်းတောက်လာတော့မလားဆိုပြီးဘောလုံးပရိသတ်တွေအားလုံးရဲ့စိတ်ဝင်စားမှုနဲ့မျောလင့်ချက်တွေကိုပြေဝရရှိနေပြီပဲဖြစ်ပါတယ်။ဘောလုံးလောကမှာညီကိုနှစ်ဦးစလုံးထိပ်တန်းဆင့်ကိုရောက်ရှိလာတာရှားပါးတဲ့ဖြစ်ရပ်ဖြစ်ပြီးခလင်ကန်ညီကိုကဒီသမိုင်းကိုရေးထိုးနိုင်မလားဆိုတာကိုအားလုံးကစောင့်ကြည့်နေကြပါတယ်။ဂျိုးပယ်လင်ကန်ဟာ လက်ရှိချိန်မှာဒေါမုံတင်းရဲ့အဓိကကစားသမားတဦးဖြစ်ခြေစွမ်းပြနေပြီဖြစ်ပြီးမင်းညာကကစားကြတဲ့ပွဲစဉ်မှာဆိုရင်အတင်းအတွက်ရေးပါတဲ့နိုင်ငံတကာကိုတွင်းယူပေးခဲ့ရတဲ့ဘက်ကပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကိုပါထိုက်တန်စွာဆုတ်ခိုးသွားခဲ့ပါတယ်။ဒီစုကသူ့ရဲ့ကွင်းတွင်းဆန်းဆောင်ရေးတိုးတက်လာမှုကိုအတီလင်းပြသလိုက်တာပဲဖြစ်ပါတယ်။သူ့ရဲ့ကွင်းတွင်းကစားဟန်ဘောလုံးထင်းချုပ်ပုံရဲ့တိုင်မက်တွေကိုကြော်ဖြတ်ပုံတွေကိုတခြားကြည့်မယ်ဆိုရင်သူ့ကိုကျူးပယ်လင်ကန်နဲ့တော်တော်လေးကိုအံ့ဩပွရာဆင်တူနေခဲ့တာကိုမြင်တွေ့ရမှာပါ။ကွင်းလယ်မှာဘောလုံးကိုကင်တွဲပုံတိုင်မက်ကစားသမားတွေကိုဖိအားပေးပုံဘောလုံးနဲ့တူမြင်မြန်ဆန်းဆန်းလှုပ်ရှားပုံတွေကတူညီနေပါတယ်။ အထူးသဖြင့်ပြိုင်မဲ့ခံစစ်ကစားသမားတွေကိုကြောဖြတ်ဖို့အတွက်လှည့်ထွက်တဲ့ပုံစံတွေ၊ရိန်ခေါတဲ့ပုံစံတွေ၊ဘောလုံးကိုနေရာလိုရအောင်ဖန်တီးယူတဲ့ပုံစံတွေကအကိုတူးပယ်လီကန်နဲ့တတိယတဲ့တူညီနေခဲ့တာကြောင့်ပရိသတ်တွေကသူ့ကိုဘယ်လင်ကန်လက်တစ်လေးလိုတောင်တေစားခေါ်ဝင်နေကြပြီပဲဖြစ်ပါတယ်။ဒီလိုအကြီးချင်းတွေနဲ့တူညီတဲ့ကစားဟန်တွေဟာသူ့ရဲ့အကိုလိုပဲကမ္ဘာဘောလုံးလောကမှာထင်ပေါ်ကျော်ကြားတဲ့ကစားသမားတို့ဖြစ်လာဖို့အတွက်အကောင်းဆုံးအခြေခံကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ကွင်းလယ်ပိုင်းကိုစိုးမိုးနိုင်စွမ်း၊အိုက်စစ်ကိုကူညီနိုင်စွမ်းနဲ့ခံစစ်ကိုလည်းကာကွယ်နိုင်စွမ်းနဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေပဲဖြစ်ပါတယ်။ချိုးပယ်လင်ကန်ရဲ့ကစားသမားဘဝလမ်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်သူ့ရဲ့အကိုဂျူးရဲ့လမ်းကြောင်းနဲ့အတော်လေးကိုဆင်တူနေတာကိုတွေ့ရပါတယ်။ ချူပယ်လီဂန်ရဲ့ကစားသမားဘွားလမ်းကြောင်းကိုကြည့်မယ်ဆိုရင်လေသူ့ရဲ့ကိုသူ့ရဲ့လမ်းကြောင်းနဲ့တော်တော်လေးကိုဆင်တူနေတာကိုတွေ့ရပါတယ်ချူပယ်လီဂန်ဟာအင်္ဂလန်ကလပ်ဘာမင်ဂမ်စီးတီးကနေဒေါမွန်ဒင်းစီကိုပြောင်းရွှေ့လာပြီးတဲ့နောက်မှာသူ့ရဲ့လာလာတွေကိုအကောင်းဆုံးထုတ်ပေါ်ပြသနိုင်ခဲ့ပြီးကမ္ဘာကျော်ကစားသမားတစ်ဦးဖြစ်ထွန်းတောက်လာခဲ့တာပါသူကလည်းအင်္ဂလန်ကဆန်ဒါလန်အသင်းကနေဒေါမွန်ဒင်းကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်ဒီလိုညီကိုနှစ်ယောက်စလုံးတွေဒေါမွန်ဒင်းကသူ့ရဲ့ကစားသမားဘွားကိုအကောင်းဆုံးမြေတောင်မြောင်ပေးနိုင်ပြီးခြေစွမ်းနေပုံမိုးတိုးတက်လာအောင်ကူညီပေးမယ်ကြီးမားတဲ့ရေကန်မြေကန်ကောင်းတစ်ခုဖြစ်လာမယ်တဲ့ဘောရှိနေပါတယ် တော်မော်ရဲ့ကစားသမားမွေးထုတ်တဲ့နယ်မီကောင်းကလည်းတို့တို့အကောင်းဆုံးပတ်ပိုးမှုတွေပေးဆမ်းမှာအမှန်ပါပဲတော်မော်ဒီနေနဲ့လည်းတို့တို့ပိုင်ဆိုင်ခွင့်ရတော့မဲ့ဘယ်လင်ကလက်တစ်လေးကိုပိုင်ဆိုင်ဖို့နီးစပ်နေပြီလို့ဆိုရမှာပါဂျိုးဘယ်လင်ကဟာလက်ရှိသူပြသနေတဲ့ခြေစွမ်းပုံစံကိုသာဆက်လက်ထိန်းထားနိုင်မယ်ဆိုရင်သူ့ကိုဂျိုးဘယ်လင်ကလိုမျိုးပဲကမ္ဘာကျောက်ကစားသမားတူဖြစ်လာမှာတေချာတော့ပါပဲသူ့ရဲ့အသက်ရွယ်ငယ်ရွယ်မှုတိုးတက်လာတဲ့ခြေစွမ်းတွေအကူနဲ့တူညီတဲ့ကစားဟန်တွေကြောင့်ပရိသတ်တွေရဲ့ခံမှန်းချက်အရဆိုရင်တော့ချိန်တို့တွင်းမှာပဲဒီလိုတောက်ပလာနိုင်တဲ့အလားအလာတွေပြည့်ဝရှိနေပါတယ် ဂျိုးပလင်ငယ်ရဲ့နာဂချီလန်တွေသူဘလောက်ဒီအောင်မြင်မှုတွေရရှိလာမလဲဂျိုးလိုပဲကမ္ဘာစစ်ကွင်းလယ်လူကောင်တူဖြစ်လာမလားဆိုတာကိုဘရွန်ပရိသတ်တွေအနေနဲ့ချိန်ဝင်စားစောင့်မျှော်ကြည့်ရှုအောင်မှာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားတို့ချစ်တဲ့